မင်္ဂလာပါရှင်။နိုဝင်ဘာလ23ရက်ကျသာရေနေ့ရက်ရန်ကုန်တခွင်သတင်းဆော်လင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ရွှေကုန်စီရုံမြကြီးရဲ့998ကျင်းမြောက်ထူထီအနုမောဒနာချီချူးကွန်ပျူမှတ်တမ်းလွန်ပေးရပွဲအခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရွှေကုန်စီရုံမြကြီးသူစေတနာတရားတရားထက်သန်စွာလှူဒန်းထားကြသောငွေကျပ်သသိန်းနဲ့ထက်အလူရှင်များအားဘန်နာရထိန်ကောပကဘွဲက998ကျင်းမြောက်ထူထီအနုမောဒနာချီချူးကွန်ပျူမှတ်တမ်းလွန်ပေးရပွဲနဲ့ ူတန်းမှုအစုစုတို့တွင်ရေးဆက်ချလူတော်မင်္ဂလာအခမ်းအနားကိုနိုဝင်ဘာ17ရက်မော်လဲတနိုင်းကရွှေကုန်းစီရော်ရှင်မြင်တောင်မတ်မုတ်ရှိရှေးဟောင်ဗုဒ္ဓရုပ်ပါတော်များတစ်စောင်းမှာကျင်းပပါရယ် ်ဦးစွာအခမ်းအနားကိုနမောတတ္တ၃ချိန်ရွတ်စုဖျားကားရေဖွင့်လှစ်ပြီးအလှရှင်များကအလှတော်ငွေများပေးရလူရန်ရာအလေကြတဘာပတိဦးမြူအောင်ထင်းနဲ့ဘန္နာရထင်းကောပကအဖွဲ့ဝင်များကလက်ခံရယူပြီးထုထိအမှုမော်ဒနာဂုံပြုမှတ်တမ်းလွှာများပြန်လည်ပေးကြပါရယ်အဒီနောက်ရွှေကုံစေတော်ဘန္နာရထင်းကောပကအဖွဲ့ရဲ့ဩဝါဒစရိယဗတ္ထနာဝါယာမိန်နာပြည်ဝင်သားထံမှတက်ရောက်လာကြသူများကငါးပါးသီလခံယူဆောက်တည်ကြပြီးရေဆက်ချအမှုမော်ဒနာတရားနှာယူကြပါရယ် အလှူငွေပေးရလူတန်းပွဲတွင်2025ခုနှစ်စက်တင်ဘာ1ရက်နေ့မှအောက်တိုဘာ31ရက်နေ့ထိရွှေသင်္ကန်းတော်ရွှေပြားအလှူရှင်45ဦးက6ချက်သားရွှေပြားတစ်ချက်တစ်ချက်သားရွှေပြား63ချက်လူတန်းခဲ့ပြီးငွေသားအလှူရှင်109ဦးအပါအဝင်လူတန်းငွေစုစုပေါင်း73,934,4,656ချက်တတိတူအားအသီးသီးလူတန်းခဲ့ကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါ ဆက်လက်တင်ဆက်ပြီးမှာကတော့ကျောင်းစာကြည့်တဲ့များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဘက်ရှိမြင့်တရေးပွဲတော်ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်စာမျက်နှာမှုများအားလူမှုရေးရာဝန်ကြီးဦးထိပ်အောင်လာရောက်ကြည့်ရှုစစ်ဆေးရတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဗိုလ်ထောင်ခရိုင်တာဂီတာမြို့နယ်အမနစ်ခြေကံပညာနှင့်ဆက်မှုစာပြူမွေးမြူရေးထက်တန်းကြောင်းတွင်ကျောင်းစာကြည့်တဲ့များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဘက်ရှိမြင့်တရေးပွဲတော်ကျင်းပနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်နေမှုများအားဒိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်နှင့်တာဝန်ရှိသူများတို့မှစနေရနေ့နောက်ပိုင်းကလာရောက်ကြည့်ရှုစစ်ဆေးကြောင်းသိရပါသည် ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်နဲ့တာဝန်ရှိသူများသည်ကျောင်းစာကြီးတဲ့များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဘက်ရှိမြင့်တင်ရေးဘွဲတော်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့စာအုပ်စာတောင်းပြပွဲနှင့်လပတာယာပြည်မြန်မာဓာတ်ပုံပြခန်းများဌာနဆိုင်ရာအသိပညာပေးပြခန်းများခရိုင်တွင်ရှိအခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူများ၏စာဘက်ရှိမြင့်တင်ရေးဆိုင်ရာညာနာဆွေးနွေးပြိုင်ပွဲများ စပိစကားဝိုင်းဆွေးနွေးပွဲပျော်ရွှင်ပွဲရာဂိမ်းကစားနည်းပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ပြီးကျွန်းတွင်ဆောင်ရွက်နေမှုအခြေအနေများအားလာရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များကိုမှာကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့တက်လွင်ဆိုးကပေးပို့လာတာပါ။ထပ်မံတင်ဆက်ပေးမှာကတော့ community engagement and accountability briefing with senior leadership ဖွင့်ပွဲကျင်းပတဲ့တင်ဖြစ်ပါတယ်။မြန်မာနိုင်ငံစစ်ချေနေအသင်းနဲ့အပြည်ပြည်ဆိုင်ရာစစ်ချေနေနှင့်လာကျန်းနေအသင်းများ federation တို့မှပူးပေါင်းပြုလုပ်တဲ့ community engagement and accountability briefing with senior leadership ဖွင့်ပွဲအခမ်းအနားကိုနိုဝင်ဘာ17ရက်နေ့နေ့ပိုင်းကရန်ကုန်မြို့ရှိပတ်ရာရဲ့ဟိုတယ်မှာကျင်းပခဲ့ရာ အသိဥက္ကဋ္ဌပေါမခဒေါက်တာမျိုးညွန့်ကအဖွင့်အမှာစကားပြောကြားကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးအပြည်ပြည်ဆိုင်ရာကြက်ချီနီနဲ့လာချန်းဒီအသင်းများဖက်ဒရေးရှင်းမှာ Miss Juja Kintavuti Regional Director ASEAN Pacific ကနှုတ်ခွန်းဆက်စကားပြောကြားကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါ။ ထပ်မံတင်ဆက်ပေးမှာကတော့တန်လင်မြို့နယ်တွင်အိမ်အောင်စုစည်းမရှိသူများအားကွင်းစင်ဆောင်ရွက်ပေးတဲ့တရင်ဖြစ်ပါတယ်။တန်လင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနတန်လင်မြို့နယ်ဦးစီးမှုရုံးအနေဖြင့်ဘဏ်ငွေအဆင့်သုံးစီမံချက်ဖြင့်မြို့နယ်အတွင်းရှိရပ်ကွက်နှင့်ကျေးရွာများသို့ကွင်းစင်ကအိမ်အောင်စုစည်းမရှိသူများအား M-Tinkita ဖြင့်ကွင်းစင်ဆောင်ပေးလျက်ရှိရာ၊နှွေမှာ၁၇ရက်ညနေပိုင်းက တန်လီမြို့နယ်လက်ရဆန်းကြီးရွာအုပ်စုမြရယူကြီးရွာရှိပြည်သူများအားဘုန်းတော်ကြီးကျောင်းဓမ္မရုံတွင်ဆုရထားကအိန္ဒြစီမရှိသူများအား MTK ကြဖြင့်ဆောင်ပေးကြောင်းသိရှိရပါတယ်ရှင်။ဒီတဲ့င်းကိုတော့ဖြိုးတီဟာကပြဖို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့တန်လင်းမျိုးနယ်အတွင်းရှိရက်ွက်နှစ်ခြေရွာစာကြည့်တဲ့များသူစာအုပ်များပေးရလူရဲနဲ့တရင်ဖြစ်ပါတယ်။ တန်လင်းမြို့နယ်ပြန်ကြားရေးနှင်းပြည်သူဆက်ဆံရေးဦးစီးဌာနကတန်လင်းခရိုင်တန်လင်းမြို့နယ်အတွင်းရှိရက်ခွင့်နေကြီးဝါစာကြီးတိုင်များရှင်တန်ခိုင်မာကြီးစာဖက်သူတူဝါကြီးစာကြီးတိုင်ဥပဒေကောင်းမွန်စေရေးတို့အတွက်ကွင်းစင်းဆောင်ရွက်လျက်ရှိရာ နွေမ17ရက်ညနေပိုင်းကပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ရွှေရီဝင်းကျော်ဒုတိယဦးစီးမှုဒေါ်ဆန်းဆန်းစိတ်မြို့နယ်စားကြည့်ရိုက်များကြီးကြပ်ရေးဖွဲ့ဥက္ကဋ္ဌဦးရင်ဝင်းတို့သည်တန်လင်းမြို့နယ်မြမရည်နိုင်ရက်ွက်ရှိမိဘဂျေဆုဆက်စားကြည့်ရိုက်ဘိုးချုပ်ဂျေရွာဓမ္မရတာစားကြည့်ရိုက် လရဲ့စံကြည်ရွာလဲအောင်ကြီးစာကြည်တိုင်းကွင်းချံကုန်းကြည်ရွာပညာရင်ကွင်းစာကြည်တိုင်းနဲ့အမှုတန်းရက်ွက်ရှိဂျိမုံမြင်းစာကြည်တိုင်းများသို့သွားရောက်၍စာကြည်တိုင်းကော်မတီဝင်များစာကြည်တိုင်းမှုများအတိတ်ဆုံးကစာကြည်တိုင်းလုပ်ငန်းဆိုင်ရာများဆွေးနွေးမှကြပြီးစာအုပ်စာဆောင်များပေးရလူတန်းကြောင်သိရှိရပါရဲ့ရှင်ဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့လာတာပါ